ားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ညောင်းပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့လူကျိတ်များတဲ့ work visa အကြောင်းပေါ့နော် work visa ဆိုတာဘာလဲပေါ့နော် work visa ဆိုတာကျွန်တော်တို့ဂျပန်လို့ပြောမယ်ဆိုရင်ကျွန်တော်တို့ Gijusu Jinbon Chishiki Kokusai Gyomu လို့ခေါ်ရပေါ့နော်ဂျပန်လို့ဟုတ်ပြီနော်အင်္ဂလိပ်လိုကြတော့ကျွန်တော် Engineer Specialist in Humanities International Service လို့ခေါ်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ work ဒီ work visa ကိုဂျပန်လိုတူတူတုတ်တုတ်လေးဂျပန် ရေခေါ်တယ်လို့မျိုးပဲဂီချင်းကိုကုပီတာလို့ပဲခေါ်ကြပါဆိုဟုတ်ပြီနော်ကျွန်တော်ဒီနေရာမှာဂီချင်းကိုကုဆိုတဲ့စကားလုံးသုံးပြီးတော့မျှော်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီဂီချင်းကိုကုပီတာကဘယ်လိုရည်ရွယ်ချက်နဲ့ချပေးထားတဲ့ပီတာမျိုးစားလဲဖြစ်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာမျှော်ပေးသွားပါမယ်ဒီဂီချင်းကိုကုပီတာရဲ့ရည်ရွယ်ချက်ကပညာအရေးချင်းမြင့်မားတဲ့သူတွေအတွက်ချပေးတဲ့ပီတာမျိုးစားတစ်မျိုးဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဂီချင်းကိုကုပီတာတွေကိုဘယ်လိုလူတွေရနိုင်လဲဆိုရင်ကိုက ဂျပန်နိုင်ငံမှာတက္ကသိုလ်ဒါမှမဟုတ် college ကကျောင်းပြီးသားတဲ့သူသို့မဟုတ်ကိုကကိုနေတဲ့ကိုနေထိုင်ရနိုင်ငံမှာပေါ့ကျွန်တော်တို့မြန်မာတွေဆိုရင်မြန်မာနိုင်ငံမှာတက္ကသိုလ်ကနေဘွေးတစ်ခုခုရထားတဲ့သူဆိုရင်တော့ကျွန်တော်တို့ဂီဒီဂီချင်းကိုကူပီစာကိုရှောက်ထားလို့ရတယ်ပေါ့နော်ဟုတ်ပြီဒီအထက်မှာမှကျွန်တော်တို့ဒီမြန်မာနိုင်ငံကတက္ကသိုလ်တစ်ခုကပဲ တက္ကသိုလ်ကဘွဲရလာတဲ့လူတွေအတွက်ဆိုရင်နောက်ထပ်အဆင့်အနည်းငယ်ရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ရိုးရိုးတက္ကသိုလ်ကဘွဲပဲရလာတယ်ဆိုရင်တော့ပင်ကျွန်တော်တို့ဂျပန်ဘာသာစကားကျွမ်းကျင်မှု GLBD နဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ GLBD N2 level လောက်ကိုအောင်ထားမှကျွန်တော်တို့ဒီဗီဇာကိုလျှောက်ထားလို့ရမှာဖြစ်တယ်သို့တော်လည်းပဲကိုကဘွဲရထားဖို့တော့လိုမယ်ဟုတ်ပြီနော်ဒါဆိုရင်ထူးခြားချက်လေးတွေတော့ရှိတယ်မြန်မာနိုင်ငံမှာတက္ကသိုလ်ကနေ ID နဲ့ပတ်သက်ပြီးတော့ဘွဲရထားတယ်ဆိုရင် IT နေပင်မှာကြာတော့ကျွန်တော်ဂျပန်စကားအရင်မတော်ရင်လည်းအဆင်ပြေတာဖြစ်တဲ့အတွက်တချို့ဆိုရင် N4 GLBD N4 N3 level နဲ့လည်းပဲဒီဂီဂျင်းကိုကူဗီဇာကိုရှောက်ထားလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီဂီဂျင်းကိုကူဗီဇာတွေကပေါ့နော်ဘယ်လိုလုပ်ငန်းနေပင်တွေမှာအလုပ်လုပ်ရတာလဲဆိုတော့ကျွန်တော်တို့ number 1 engineer ဟုတ်ပြီနော်အဲ engineer ID ပညာရှင်ဘာသာပြန်သို့မဟုတ်စကားပြန်စရင်ไก စီပွားစီမံခန့်ခွဲမှုနောက်ခုကနိုင်ငံတကာကုံသွင်းမှုစတဲ့ကျွန်တော်တို့ဒီလုပ်ငန်းနယ်ပယ်တွေမှာကျွန်တော်ဂီဂျင်းခိုကုဗီဇာတွေနဲ့အလုပ်လုပ်လို့ရတယ်ပေါ့နော်ဒီဂီဂျင်းခိုကုဗီဇာတွေကဘလို့အကျိုးရှိတာလဲပေါ့နော်ဒီဂီဂျင်းခိုကုဗီဇာလို့ခေါ်တဲ့ work visa ကလောက်ခလာစာပူကောင်းတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ခုမှအိမ်ထောင်ရှိခဲ့မယ်ဆိုရင် မိခိုဗီဇာလျှောက်ထားပြီးတော့မိသားစုကိုခေါ်ယူနိုင်တယ်။နောက်တစ်ခုကကြတော့ကိုကသူတို့သတ်မှတ်ထားတဲ့နိုင်ငံတော်ကနေသတ်မှတ်ထားတဲ့သတ်မှတ်ချက်သာပြည့်မိမယ်ဆိုရင်ဂျပန်မှာ AU လို့ခေါ်ရဲပေါ့နော် PR Permanent Resident အမြဲတမ်းနေထိုင်ခွင့်အထိကိုလျှောက်ထားလို့ရတဲ့ဗီဇာမျိုးစားဖြစ်တယ်။ဒါကြောင့်မို့လို့ပဲကျွန်တော်တို့ဒီဂီဂျင်းခုခုဗီဇာကိုကျွန်တော်တို့လူကြိတ်များကြတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဂီဂျင်းကိုကူပီတာလို့မသိဘဲနဲ့လူတွေက work visa work visa လို့ဖြစ်လာတဲ့အခါကျတော့အဲ့ဒီမှာကျွန်တော်တို့အနေနဲ့နားလည်မှုလွယ်တဲ့နေရာတစ်ခုရှိတယ်အဲ့ဒါကြတော့ တချို့ agent တွေကလည်း agency တွေကလည်းပေါ့နော်မရှင်းပြကြဘူးကျွန်တော်တို့ကိုယ်တိုင်ကလည်းနားမလည်ဘူးကျွန်တော်တို့ဂျပန်ကိုသွားချင်တာပဲတည်တာဖြစ်တဲ့အတွက်ဒီနေရာမှာဘာအခက်အခဲတခုရှိလဲဆိုတော့ကျွန်တော်တို့တိုခုတက်ဂီနိုအခုဆိုရင်တိုခုတက်ဂီနိုဗီဇာပေါ်လာတယ်ဒီတော့ခုတကီနိုဗီဇာက work visa လို့ပြောလို့မရဘူးပေါ့နော်တကယ် work visa ကျွန်တော်တို့ပြောနေတဲ့ work visa work visa ဆိုတာကြတော့တော့ခုတကီနိုဗီဇာမဟုတ်ပါဘူးဂီဂျင်းကိုခုဗီဇာကိုပြောတာဖြစ်ပါတယ် ဟုတ်ပြီနော်ဒီဗီဒီယိုမှာတော့ကျွန်တော်တူကူတေကီနိုဗီဇာအကြောင်းကိုအခြေတဝင်းမရှင်းပြတော့ပါဘူးဆိုတော့အချိန်ကိုငဲ့ကွက်တော့အပြင်ပေါ့နော်ကျွန်တော်နောက်ဗီဒီယိုလုပ်ပြီးတော့ကျွန်တော်တူကူတေကီနိုဗီဇာအကြောင်းကိုရှင်းပြပေးပါမယ်ဆိုတော့တူကူတေကီနိုဗီဇာဟာ work visa မဟုတ်ပါဘူးနောက်တစ်ခုက training visa လို့ခေါ်တယ်ဂီနိုဂျီရှူဆေးဗီဇာက work visa မဟုတ်ပါဘူးလို့ပဲကျွန်တော်ဒီနေရာမှာတူတူလေးပဲရှင်းပြနေတယ်ပေါ့နော် အနည်းငယ်လောက်တော့စဉ်းစားလို့အသုံးသတ်လို့ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ Tuktik Gino Visa က Work Visa မဟုတ်ပါဘူး Trainee Visa က Work Visa မဟုတ်ပါဘူး Work Visa ဆိုတာကကြတော့ Gijin Koku လို့ခေါ်တယ်ကျွန်တော်တို့ Gijisu Jinbon Chishiki Kokusai Gyomu Visa ကိုမှပဲကျွန်တော်တို့ဂျပန်မှာ Work Visa လို့ခေါ်ပါတယ်ဒါကိုကျွန်တော်တို့နားလည်သိချင်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလို့ပေးရချင်းဖြစ်တယ်ပေါ့နော်ဟုတ်ပြီ Okay ပါဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို YouTube ကနေကြည့်နေတဲ့ညီကိုမောင်နှမတွေကတော့ Like and Subscribe လေးလုပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ် တကယ်လို့ကိုက Facebook ကနေကြည့်နေရဆိုရင်တော့အသက်လေးတွေပေးပြီးတော့ကျွန်တော် share ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာတကယ်လို့ကိုက TikTok မှာကြည့်နေရဆိုရင်တော့ပြင်ကျွန်တော်ဘေးကနေအပေါင်းလေးနှိပ်ပြီးတော့အသက်လေးပေးထားခဲ့ပါလို့တောင်းဆိုပြရစီတကယ်လို့ဂျပန်နဲ့ပတ်သက်တဲ့တခြားတခြားတော့ဘိုးသူတက်လေးတွေသိချင်တာလေးတွေရှိခဲ့မယ်ဆိုရင်တော့ပြင်ဒီဗီဒီယိုရဲ့အပါ comment မှာပါနော်မေးပေးထားခဲ့ပါကျွန်တော်အချိန်ရရသလိုပြန်ပေးသွားပါမယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့ရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲဂျပန်နိုင်ငံမှာအဆင်ပြေကြပါစေဗျာအားလုံးပဲ bye